ခဏလေးပဲရပါတယ်စိုက်ကဲတော့ဖြုတ်ပြင်းတဲ့သူတွေတတိတတိပါလို့ရှင်အရှိမရထားတဲ့စိုက်ကဲမဟုတ်ဘူးနော်အနောက်မှာလာတဲ့နှုတ်ခါစိုက်ကဲပဲဖြစ်ပါတယ်ရှင်ခိုင်းနိုင်တဲ့ဥထိုင်းဌာနီမှာမိနစ်26ရက်နေ့ည9နာရီလောက်က ကိုဆုဆိုင်တစ်ခုမှဖြစ်သွားခဲ့တာပါရှင်။ခုနှစ်နိုင်လောက်တုန်းကလူခါကသူဒီကိုဆုဆိုင်မှာပစ္စည်းခဏလေးပဲဝယ်မှုပေါ့နော်။သူ့ဆိုင်ကဲကိုသူကတော့မဖြုတ်ပါဘူး။ဒီတိုင်းဆက်နိုးပြီးတော့အနားမှာရက်လိုက်တဲ့ကိုဆုဆိုင်တဲ့ကိုသူဝင်သွားလိုက်ပါတယ်ရှင်။အဲ့ချိန်မှာဟိုဘက်ကားလမ်းမှာအရှိမအဖြူနဲ့တယောက်မောင်းပါတယ်။အနောက်မှာအဲ့ကြည့်နေနေ။နောက်ကလူကဆိုင်ကဲဘောကနေဆင်းလာပါတယ်။ဆိုင်ကဲဆက်နိုးထားတာတွေ့တော့ကားလမ်းကိုသူကူးလာတာနော်။စက္ကန့်ပိုင်းလေးပဲ။ဆိုတာလူခါရက်ထားတဲ့ဆိုင်ကဲကိုအစစ်တက်တက်ယူ မောင်းနေသွားပါတယ်ရှင်တွေ့ရတဲ့သူတွေကလည်းပေါ့နော်သူတို့ကဟဲ့ဆိုင်ကယ်ခိုးပါပြီခိုးပါပြီလို့ပြောကြပါတယ်အဲ့ချိန်မှာကုန်းဆုံဆိုင်ပိုင်ရှင်နဲ့လူခိုင်းနဲ့ကစကားပြောနေပါတယ်ရှင်လူခါကလည်းသူဘာလို့လို့လောက်ရမလဲမသိဘူးပေါ့နော် အဲ့ဒါနဲ့သူဒီလိုပဲရက်ပြီးတော့နေတဲ့အချိန်မှာကုံဆုံဆိုင်ပိုက်ရှင်ကောင်းလို့နော်သူပါလွတ်လဲဆိုတော့သူစိုက်ကဘောတက်ပြီးတော့အိုက်ကဲတခိုးနောက်ကိုလိုက်သွားပါတယ်ရှင်။အိုက်ကဲတခိုးတွေကလေစိုက်ကဲသူ့လက်ထဲရောက်သွားပြီဆိုရင်မောင်းပြေတာအဆတော်ရှာမရပါဘူးရှင်။ကုံဆုံဆိုင်ပိုက်ရှင်ကသူ့နဲ့မဆိုင်ဘူးနော်သူ့ဆိုင်မှာလာဝဲတဲ့လူခါရဲ့စိုက်ကဲကိုအနောက်ကနေပြီးတော့မရရအောင်လိုက်ပေးပါတယ်ရှင်။အဲ့လိုနဲ့သူတို့မောင်းပြေတဲ့အနောက်ကလည်းစိုက်ရှင်ကလည်းလိုက်တော့ဘောနော်။အကွာဝေးတက်ကီလိုခွဲ ဲလောက်ကြတော့စိုက်ကယ်ခိုးရတဲ့သူပါပေါ့နော်စိုက်ကယ်ကိုမျက်ဖုတ်ထဲမှာလဲရက်အနေထားတွေ့တယ်ပေါ့ကိုဆိုဆိုင်ပတ်ရှိရလဲဟဲ့ငါတို့တခိုးကိုမိပြီဆိုပြီးတော့သူလဲအသေးတမ်းမောင်းလာလိုက်တယ်အဲ့နာရောက်တော့စိုက်ကယ်ပဲတွေ့တယ်စိုက်ကယ်ခိုးရတဲ့လူက ွက်ပြေးသွားတယ်။ సై ကယ်ပိုင်ရှင်ကလည်းရဲမှာတွတ်တိုင်ကြခဲ့ပါတယ်ရှင်။ရဲကလည်းလိုက်တာတော့တရက်တည်းမှာ సై ကယ်ခိုးရတဲ့တခိုးအဖွဲကိုမိသွားပါတယ်။ခိုးပါတဲ့သူကတဦးနှဦးတည်းမဟုတ်ဘူးတော့ခွဲလိုက်လှုပ်ရှားကြတာပါရှင်။အဲ့ညတော့ကလူခိုင်း సై ကယ်ကို မောင်းခိုးယူရတဲ့သူကယောက်ျားလေးပါရှင်။ယောက်ျားလေးကိုမမိဘူးတော့သူ့ရဲ့ရီစားကောင်မလေးကိုမိပါတယ်။ကောင်မလေးကိုအနေရောက်လဲအဖွဲတွေကဘလောက်ရှိလဲတော့မိပါတယ်။သူတို့တွေကပေါ့နော်လိုက်ပြီးတော့ခိုးနေတာ จาပြီးဆိုက်ကဲအစီအများကြီးလဲရပါတော့ဘောအဖွဲလိုက်သူတို့ကလှုပ်ရှားကြတာဖြစ်တယ်ညကခိုးယူသွားတဲ့ဆိုက်ကဲကလည်းဆက်ကလည်းအစစ်တနှိုးထားတယ်ဆိုတော့အလွယ်တကူခိုးယူသွားနိုင်ခြင်းပဲဖြစ်တယ်လို့ပြောပြပါတယ်ရေဒီတော့ကုန်းစုဆိုင်ပန်ရှင်ကသူမြဝေပြပြထားပါတယ်စိုက်ကယ်ဘောနော်ဆက်နိုးပြီးတော့ဒီတိုင်းမထားခဲ့ပါနဲ့တစ်ဆက်ကနှစ်ဆက်ကလည်းမထားပါနဲ့ကိုကစိုက်ကယ်ရက်ပြီးတနေရာကိုခဏလေးပဲသွားပြီဆိုတာနဲ့တော့ချက်ချင်းဖြုတ်ပါ အဲအရင်တော့ဆိုဟိုးရော့ဆက်ကလေးဆိုရင်အော်တိုစက်တက်တွေပါနေမရှိဘူးမလားအဲ့ကြရင်တော့ဗောနော်အဲခိုးရတာနည်းနည်းတော့အခက်ခဲပါတယ်ရှင်နောက်ပိုင်းဆက်ကလေးကြတော့စက်တက်အော်တိုတွေရှိတယ်မလားဒီတော့တခိုးတွေကခဏလေးနဲ့အလွယ်တကူတမောင်းอยู่ကိုပြေးသွားနိုင်တယ်လို့သူပြောပြထားပါတယ်ရှင်။ సైకిల్ တော့ဖြုတ်ပြင်းတဲ့သူတွေခဏလေးပဲငါစကားပြောမှဈေးဝယ်မှာ3မိနစ်5မိနစ်ပဲဆိုပြီးတော့ సైకిల్ ဆက်ပြန်နှိုးရမှာပြင်းတဲ့သူတွေမပြင်းကြပါနဲ့လို့ရှင်။ဘယ်ဘဲတော်တော်လတ်လတ် సైకిల్ တော့ကို ဖြုတ်ပါ။